တန်ရင်ရှိပါကြလားမြန်မာနိုင်ငံမှာအနေအဆုံလောက်ခကိုဘလောက်သတ်မှတ်သင်ပါတယ်လဲလက်ရှိမြန်မာနိုင်ငံမှာဆိုရင်အလုတ်သမားတွေအတွက်သတ်မှတ်ထားတဲ့အနေအဆုံအခကျင်းငွေတရက်လောက်ခမှာ၄800ကျပ်ဖြစ်ပြီးတော့အဲ့ဒီနှုံထားကိုတော့2028ခုနှစ်ကလေးကသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ် အလို့သမားဥပဒေထဲမှာတော့အ ਨੇ ဆုံးအခကျင်းဝင်နှုန်းတာကို2နှစ်တကြိမ်ပြောင်းလဲပြင်ဆင်သတ်မှတ်ရမယ်လို့ပြဋ္ဌာန်းခဲ့ပေမဲ့4800ကျပ်ကပြောင်းလဲမှုရှိခဲ့ပဲစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီဟာ2023ခုနှစ်အောက်တိုဘာလနဲ့2024ခုနှစ်ဩဂုတ်လတွေမှာထောက်ပံ့ကျင်းဝင်ကျပ်တထောင်စီတိုးပေးဖို့သတ်မှတ်ပေးခဲ့ပါတယ်ပြခဲ့တဲ့မေလာတရက်နေ့အလုတ္တမားနေ့ကစပြီးတော့အလုတ္တမားတမကာတွေအလုတ္တမားအဖွဲ့အစည်းတွေနဲ့ဆက်ရုံတချို့ကအလုတ္တမားတွေဟာအနေဆုံးလောက်အားတိုးမြင့်တက်မှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ မြန်မာမှာပေါ့နော်လက်ရှိကလောက်ခလာစာအရင်နေနေဆိုတာကိုဒီပြည်မီဒီမှာဒီအလို့သမားဖွဲ့စည်းအလို့သမားတမတ်တာတွေအလုံးကအတန်ထုတ်ကြရတယ်ပေါ့နော်အလို့သမားတွေကိုယ်တိုင်ကလည်းအခုရရှိနေတဲ့လောက်ခလာစာတွေကဘလို့မှမကိုက်ညီတဲ့အခါကျတော့သူတို့ကအချင်းလေးတယောက်ကိုစာတာအော်မီဒီအပီးမှာစိတ်ယုံတော်တော်များများကလောက်ခလာစာတိုးတောင်းလာတာရှိတယ်ပေါ့နော်အ ਨੇ ဆုံးတော့3ဒေါ်လာနဲ့မြင်ရတဲ့ငွေ3ဒေါ်လာရဲ့အထက်ကိုရရမယ်ပေါ့။ဘာလို့ဆိုအနေဆုံးလောက်ခလာစာစတတ်မှတ်စင်တော့ကလည်းကျွန်တော်တို့က3ဒေါ်လာနဲ့ အထက်ညီမျှတဲ့ငွေကြေးကိုတတ်မှတ်ခဲ့ထားတဲ့အတွက်ကြောင့်မလို့နေသုံးလုခလာစာကိုတောင်းတိုင်းတောင်းတိုင်းပေါ့ဒီချေးလို့အလုပ်သမားတွေပြောတယ်နေသုံးလုခလာစာကိုတောင်းတိုင်းတောင်းတိုင်းမှာကျမတို့က3ဒေါ်လာ3ဒေါ်လာနဲ့အထက်ကိုပဲကျွားလို့တောင်းတယ်ဒါကြောင့်မလို့12000ရဲ့အထက်ကိုကျမတို့ဟိုမှန်ပြီးတောင်းကြတာပေါ့နော်အဲတချို့ဆက်ယုံတွေကကျတော့ဘာလို့တောင်းကြလဲချို့ဆက်ယုံတွေက13000လောက်အထိပေးထားတဲ့ဆက်ယုံရှိတယ်ထုတ်လို့မှုစုကြီးနေတဲ့သွားတဲ့ခါကျတော့1500 1600လောက်ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မျိုးမှာ1000အောက်ရနေတဲ့အလုပ်သမားရဲ့လဆာနဲ့ ်ခုနတတောင်းထက်ရလို့ဒီမှာလာတာနဲ့အရန်กว่าအဲ့တော့ဒီပိုင်းနဲ့အဲထဲမှာပဲချမ်းကြီးရဲ့နောက်ပိုင်းမှာတောင်းစရာမလိုဘဲနဲ့ရသွားတဲ့အဲဒီစက်ရုံကြီးရှိရပေါ့နော်အဲ့တော့ဒါဒီဒီ brand နေနဲ့ဒီ investment လုပ်တဲ့နိုင်ငံတွေကအချိန်ကြိုက်အဲ့ရုပ်ထားတဲ့ပွဲတစ်ခုလားလို့ကျမတို့သုံးသပ်ရတယ်ပေါ့နော်လောကအထီးထိုက်ကင်းကင်းနဲ့အဲ့ကျမတို့ဆိုလို့ရှိရင်ဒီဘက်မှာ true green လုပ်နေရပေါ့နော် true green ကလူရာကျော်လေးပဲရှိရ200လောက်ပဲပေါ့ထန်ကုန်ဒါပေမဲ့တမကအီစီတွေကိုချက်ချင်းအလုပ်ဖြုတ်ပလိုက်တာ ပြီးလို့ရှိရင်အဲတမက EC တွေချိန်ချောက်ခံရတာအတပုံလာရိုက်တာလုံညိုရေးဖွဲ့ဝင်များနေပြီးတော့ခေါ်မေးတာဒါမျိုးတွေကိုစတိုက်ကြုံရတယ်ပေါ့နော်အဲ့တော့ဟိုနောက်ထပ်တရုံလည်းဒီတိုင်းပဲဒီ800တထောင်ဝင်းချင်လောက်ပဲရှိရပြမယ်လို့လုပ်တဲ့အချိန်မှာအဲ့လိုမျိုးပေါ့နော်မန်နေဂျာတွေကဒီဟိုတားဆီးမဲ့ဖန်ဆီးမဲ့သဘောလက္ခဏာပြောတော့အလုပ်သမားတွေကရက်သွားမထူးထူးခြားခြားချမ်းဟိုချမ်းကြီးမှတော့ဒါလုံးဝမတွေ့ကြရအောင်ပေါ့နော်နောက်ပြီးတော့ဒီအလုပ်သမားအားလုံးဒီတပတ်တိတိသိသိညညစွာနဲ့တောက်ခံနိုင်တယ် နောက်တစ်ခုကညှိနှိုင်းတဲ့အခါမှာလည်းတို့ညှိနှိုင်းတဲ့ရလက်တီကိုအလုံးကြီးပါရအောင်တောင်းနိုင်တယ်။ဒါကကျမတို့အတွက်အမတန်မှဂုဏ်ယူရမယ့်ကိစ္စဖြစ်တယ်ပေါ့။ဒါကိုကြည့်ပြီးရောအကျန်တဲ့စိတ်ယုံနေနေကဘာလုပ်ရမလဲဆိုတာကိုမြင်သွားတွေ့သွားတာပေါ့နော်။အော်ဒီဟို2021နောက်ပိုင်းမှာအာဒီထူးထူးခြားခြားပဲအောင်မြင်မှုရှားခဲ့တဲ့အလုပ်ကမတိုက်ပွဲတစ်ခုလို့ပဲကျမအနေနဲ့မှတ်ချက်ပေးကျမရရှင်။ပြမှာရတယ်9:20လို့လို့ကြားတယ်။ More than 1,000 workers at the GTIG Gowa Glory Garment Factory are continuing their work stoppage for the third consecutive day, demanding increase in their daily wages. The workers are demanding. လက်ရှိတောင်းဆိုနေကြတဲ့အနေအဆုံလောက်ခလာစာနှုံတာကိုလုပ်ငန်းရှင်တွေကရောပေးနိုင်ပါမလား တစ်ဖက်မှာအလုပ်သမားတွေအနေနဲ့ကုန်စည်နှုန်းနေထိုင်စားသောက်ဈေးတွေနဲ့အခုတောင်းဆိုနေတဲ့ငွေကြေးနှုန်းဒါသတ်မှတ်ပေးလိုက်မယ်ဆိုရင်ရောပြေလည်နိုင်ပါမလားစက်ရုံအလုပ်သမားတို့ရဲ့ပြောကြားချက်ကိုနားထောင်ကြည့်လိုက်ရအောင်ပါဟုတ်ကဲ့ကျွန်တော်တို့အခုတောင်းဆိုရတဲ့ဟာပေါ့နော်ဟိုနေနှုန်းကလာတာဆိုတော့3ဒေါ်လာမပြေဘူးပေါ့မပြေတဲ့ပုံမှာလည်းဟိုကျွန်တော်တို့ကဆက်ဆက်ကနေပြေပြီးတော့မှဒီမောင်လေးတစ်ခုကိုစက်မှတ်ကြတာပေါ့အကောင်လုံးကဒါပေမဲ့ဒီမောင်တို့ကကျွန်တော်တို့အလုပ်သမားတွေအတွက်ကတော့လုံးဝအရှင်မပြေဘူးပေါ့လေအခုလည်းလည်းလာလာ2000နဲ့ပုံမှာလည်း ဒီအမောက်တခုရသွားပြီဆိုရင်တော့မှကွန်မင်းတော့ဒီအခုလက်ရှိသေးတဲ့ပိုချက်လာဖို့ပဲရှိတာပေါ့ကျောင်းနဲ့ကျောင်းနဲ့မှာဒီလိုတိုးတောင်းနေရဆိုတဲ့တရင်ကြီးကပြန်လည်လာနေမယ်ကွန်မင်းတော့လည်းကွန်မင်းတော့လည်းဖြတ်ပြီးချက်လာဖို့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဘလောက်ပဲလာတာဒီလိုပဲတို့တောင်းလာပြီဝန်ထမ်းတွေလာတာတို့လာပြီကုန်ကိန်းတော့မငင်ကြီးအဲလာလာနဲ့လာလာတဲ့တန်းပို့ပြီးတော့တက်နေပြီးတော့ဝန်ထမ်းတွေကတော့ဒုံရတုံရလို့ရှင်းနေဦးမှာပဲ အဲ့တော့ကျွန်တော်တို့ဒီလက်ရှိတက်မှတ်ထားတဲ့ပေါ့လောကလာတာပေါ်မှာမှဟိုကြောင်းလေးပြန်ပြီးကြတဲ့အဲတော့လည်းဆက်ရုံတိုင်းကြီးပါမှာ3ဒေါ်လာနဲ့အဲ့အနေတော့ခါချင်းလို့တက်မှတ်ဖို့ပေးဖို့လိုအပ်နေပြီလို့ကျွန်တော်နေလောက်မြင်လာတာဟုတ် နိုင်ဆုံးလောက်ခါလို့ပြောတဲ့နေရာမှာဆက်ယုံလို့ယုံနေတာမကပဲစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဝန်ဆောင်မှုအပိုင်းနဲ့အခြားသောအသေးစားအလက်စားလုပ်ငန်းတွေမှာရောဘယ်လိုမျိုးတွေတတ်မှတ်ပေးသင့်လဲဆိုတာနဲ့ပတ်သက်ပြီးသွေးစည်းညီညွတ်သောအလုပ်သမားတတ်မှတ်ကများအဖွဲ့ချုပ်မြမ STUM ရဲ့ Director ဒေါ်မျိုးမျိုးအေးကအခုလိုပဲပြောပြထားပါတယ်။သုံးသပ်မယ်ဆိုရင်ဒါတွေသုံးသပ်ရမယ်ဆိုတော့ခုနကပြောတယ်ဒီစိုက်ပျိုးရေးကဏ္ဍတွေကအခုဒီအနေဆုံးလောက်ခါလာဆိုတာပေးထားတာနဲ့စိုက်ပျိုးရေးကဏ္ဍပေးရတယ်အရင်ကွာနောက်ဆောက်လုပ်ရေးကဏ္ဍတွေ နောက်ပြီးတော့ service pay တဲ့ဌာနတွေပြီးလို့ရှိရင်တော့ဘာမှအာဒီဟိုခုဆိုကျွန်တော် true green down နေတာကိုပြကြည့်ရမယ်ဆိုလို့ရှိရင် true green ကကြာတော့ဒီအုံထုတ်လို့မှုပေါ့အဲကုံထုတ်လို့မှုကကြာတော့ဒီအထည်ချုံးနဲ့မတူဘူးလူသုံးကောင်လူသုံးကောင်ကကြာတော့အထည်ချုံးနဲ့မတူဘူးအဲ့တော့ तू ကဘာတွေနဲ့သွားလဲဆိုတော့ဒီပေးတဲ့ဒီ incentive ကတစ်ခုပဲရှိမလုံးပါလीတစ်ခုပဲရှိရတကုံထုတ်လို့မှုပေါ်ပါပဲနောက်တစ်ခါဒီရမ်းမှန်ချေပေါ်ပါပဲဟိုမှန်းကြာတော့သွားမဟုတ်ဘူး တက်ကက်တက်လာလားမလားဘာနဲ့လာမလဲအများကြီးပဲအထည်ချုပ်မှာကြတော့ပေးလို့ရတယ်ဆိုတော့ကျမတို့ကစဉ်းစားရမှာကစက်တန်မတူတဲ့ဟာတွေကိုဘယ်လိုပေးမလဲပေါ့စိုက်ပျိုးရေးကဏ္ဍပေါ့စိုက်ပျိုးရေးကဏ္ဍဆိုရင်ဘယ်ဒေတာဘယ် region ကစိုက်ပျိုးရေးကဏ္ဍကိုအများဆုံး own to the သုံးနေရတယ်ပေါ့အမှလူတွေမရှိဘူးလူငယ်တွေနိုင်ငံခြားကိုထွက်သွားတယ်စစ်စင်းတော့မြင့်ပြီးခေါ်ရမယ့်အချိန်မှာအာငါတော့အနေဆုံးလောက်ခလာတာ6800ပဲဒီတက်တိုးမပေးနိုင်ဘူးလို့ပြောရင်တော့သေးတာလေအဲ့ဒီလုံးမရဘူး အဲ့တော့တကယ်ညီပြင်းအနေထားနဲ့လိုင်လုံးညီထွေတဲ့အနေဆုံးလုခလာစာကိုသုံးသက်သတ်မှတ်ဖို့လိုတယ်။ဒါပေမဲ့အဲတခုပြောချင်တာကအနေဆုံးလုခလာတာဆိုတာကသုံးွင့်ဆိုင်သတ်မှတ်တာအလို့ရှင်လို့မှအစိုးရပေါ့ဒီကာလမှာသုံးွင့်ဆိုင်အာမကောင်းတဲ့အတွက်ကြောင့်မလို့အနေဆုံးလုခလာစာသတ်မှတ်ဖို့ခက်ခဲလိမ့်မယ်။အဲဒီအလို့သမားဘက်ကအတန်ဒီအများကြီးထွက်နိုင်မှာမဟုတ်ဘူး။အဲ့ခါကျတော့ကျမတို့ကဒီချိန်မှာသုံးွင့်ဆိုင်လုတယ်ဆိုရင်လည်းကန့်ကွက်ရလိမ့်မယ်နော်။အဲ့တော့လုပ်ငန်းရှင်တွေအနေနဲ့ပဲ อะอกางซုံးบ่เนาะดีหาโอมาบลูตั้วมะเลยบ่ถ้าอเนงซုံးแมะอเนงซုံးบ่ห่อညီမနိုင်ငံမှာအနေဆုံးလောက်ခလာစာကိုတတ်မှတ်စင်ကဘလို့လုပ်ငန်းရှင်တွေဘလို့တွေးလဲဆိုတော့အမြင့်ဆုံးကိုတွေးတာဒီနှုံးပေးထားလိုက်ရင်ပြီးပြီတာဝန်ကျေပြီလို့ထင်တာ တကယ်တော့အတိတ်ပဲအဲ့လိုမဟုတ်ဘူးသူ့အောက်ကိုမစင်နဲ့သူဒီအနေဆုံးပဲဖြစ်တယ်အဲ့တော့သူ့အထက်မှာကြိုက်တယ်လို့ပြီးပေါ့အခုကျမတို့တွေအတန်ထုတ်ရမှာတော့နောက်ပိုင်း သုံးဝေးဆိုင်အားကောင်းလာတဲ့တစ်ချိန်မှာနေသုံးလုခလာစာကိုသတ်မှတ်မယ်ဆိုစက်တာလိုက်သတ်မှတ်ဖို့ region တွေခွဲသတ်မှတ်ဖို့အိမ်နေချင်းနိုင်ငံတွေမှာလည်းဒီလိုပဲလုပ်ထားတာဘာသက်တလာမှမရှိဘူးပေါ့နော်ဒါလေးကိုတော့ကျမတို့ကအာဒီနမူနာယူလို့ရအောင်ဒါကြုံရင်းနဲ့ပြောပြတာပေါ့နော် အာနာသိမိနောက်ပိုင်းရွှေဈေးဒေါ်လာဈေးအတက်ကြရတဲ့ကြောင့်ငွေကြေးစည်းနှုန်းမတည်ငြိမ်မှုတွေကစက်ရုံလုပ်ရုံလုပ်ငန်းတွေသာမကဘဲခြားသောစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေမှာရောဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဒီလုပ်ငန်းတွေမှာရောအနေအဆုံးလောက်ခနှုံးထားတစ်ခုတတ်မှတ်လိုက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲလုပ်ငန်းရှင်တယောက်ကဖြေကြားပေးထားပါတယ်ရင်းလင်းမြုံနယ်မှု cost တွေတက်လာတာလုပ်ငန်းနေဝါနော်အလုပ်တွေအရန်နေဝါရဲအရင်တော့အဲ့ဆာလို့ရှိရင် အလုံးနေသွားတယ်ပေါ့နော်လှုပ်လှုပ်ရှားကန်ရာတွေကတတော်ကိုမရှိတလောက်နေသွားတယ်ဘာလို့လဲဆိုတော့ရင်းနှီးမြုပ်နှံမှုလှုပ်ဖို့အတွက်စိတ်ဆန္ဒရှိရလို့ပေါ့နော်ဒါမှမဟုတ်ရင်ဒီ investor တွေပေါ့နော် developer တွေကမရှိတလောက်ကိုရှားသွားတာပေါ့နော်အဲ့ဒီရဲ့ impact တွေကြောင့်မလို့လုပ်ငန်းကပိတ်သိမ်းတဲ့အထိအခြေအနေမဆိုးသွားအောင်လို့ထိန်းပြီးတော့မှလဲလို့ရရုံနဲ့လဲနေရတာပေါ့နော်လူငယ်အားတွေ short ပေါ့နော်လူငယ်အားတွေ short အော်နင်းနေနေကြဲကြဲဝိုင်းနေရတဲ့သဘောမျိုးပဲဖြစ်နေရပေါ့အဲ့တော့အလုတ်ဖြစ်အောင်လောက်ဖဲအလုတ်လောက်ရတဲ့အတွက်အမျက်အစွန်းရကြတဲ့အခါကျတော့ဟိုခုနလိုရင်းနှီးညှို့နှံမှုကြီးလာသလောက်ကြီးပြီးယူလို့မရအောင်ပေါ့နော်မျက်အစွန်းတက်နိုင်မှာရှော့ပေါ့နော်လုပ်ငန်းလေးဖြစ်အောင်အဲ့လိုမျိုးလောက်ရတဲ့အပေါ်မှာဝန်တန်းပေါ့နော်ကိုယ်ကုမ္ပဏီမှာရှိတဲ့ဝန်တန်းနေအပေါ်မှာအရင်နှုံးကထောက်ပံ့ပေးတယ်လို့ ပုံစံမျိုးအထိမထောက်ပံ့ပေးနိုင်တော့ဘောเนาะအဲ့တော့အဲ့ဓာရီကတော်တော်ကြီးမားတဲ့ impact ပေါ့เนาะတော်တော်ကြီးရဲ့တက်ရောက်မှုဖြစ်တာပေါ့เนาะဒါကကျွန်တော်တို့အာလောလောဆယ်မြန်မာနိုင်ငံမှာလက်ပတ်နေရဲ့အသေးနဲ့အလေအလက်ရှိရဲ့လုပ်ငန်းရှင်တိုင်းအာကြုံနေရတဲ့ပြဿနာပဲပေါ့เนาะလုပ်ငန်းအပေါ်မှာလစာဝင်ကပြီလာလို့ရှင်ပေါ့เนาะလုပ်ငန်းနောက်ဆုံးပိတ်သိမ်းရတဲ့အထီကိုဖြစ်တယ်ပေါ့เนาะ အာအခြေခံတော့သာတိုးပြင်ပြန်လျှော့လို့မရဘူးဗျနော်တခြားဟာလေးတွေကတော့လုပ်ငန်းအခြေအနေပေါ်မူတည်ပြီးရဲ့အခါကျတော့ကျွန်တော်တို့မှာအာညှိနှိုင်းပေးလို့ရတယ်ဥမာအာ transportation cost ပေါ့နော်အဲ့အရာတွေကတက်လာတယ်ပေါ့နော်ဥမာထားပါတော့ကျွန်တော်တို့ကုန်ရုံးမှလောက်တဲ့ဒီဝန်ထမ်းလေးတွေဆိုလိုက်သားကနေလာတဲ့လူတွေဆိုလို့ရှိရင်တရက်မှာအာထောင်ကြီးပိုင်းလောက်အထိဖြစ်လာတာပေါ့အဲအဲ့လို cost တွေမျိုးကို cover လုပ်ပေးပြီးတဲ့အခါကျတော့အခြေခံလောက်ဆောင်နည်းနည်းတိုးပေးပြီးတော့ သူတို့အနေနဲ့လည်းစားလို့တောက်လို့နေလို့ထိုင်လို့ရအောင်ပေါ့နော်ဟိုလုပ်ငန်းပေါ်မှာလည်းအရင်ကြီးဝင်မပြီးအောင်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အဲလဲပတ်နေရတာပေါ့လောလောဆယ်အာဆီယံနိုင်ငံတွေမှာရောအနည်းဆုံးလောက်ခဘယ်လိုသတ်မှတ်ထားလဲကြည့်လိုက်ရအောင်ပါ မြန်မာနိုင်ငံမှာအနေဆုံးလောက်ကဘလို့သတ်မှတ်တင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ DVB TV News Page ကနေမိကုန်းတချို့ကိုမေးမြန်းခဲ့ပါတယ်။အမြင်သဘောထားမျိုးစုံနဲ့မတူကွဲပြားတဲ့ပုံစံအမျိုးမျိုးကိုအခုလိုပဲဖြေကြားထားတာတွေ့ရပါတယ်။ ဆက်ယုံလုံယုံပဲဖြစ်ဖြစ်အသေးစားအလက်စားလုပ်ငန်းတွေပဲဖြစ်ဖြစ်စိုက်ပျိုးရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်အနေဆုံးလောက်ခလာစားပြင်းအခြားလူခွင့်ရေးချိုးပေါက်ခံရတဲ့အခွင့်အရေးတွေလည်းများစွာရှိနေဦးမှာပါဆယုံလုံးယုံဒီမှာဆိုရင်အချိန်မိုးဆင်းခိုင်းတာတွေမိဖောက်ဝင့်မပေးနိုင်လို့ကိုဝင်ဆောင်မျိုးသမီးတွေကိုလှုပ်ထုတ်လိုက်တာတွေအလုပ်သမားတွေရဲ့လောက်ခလာစာတွေခေါင်းပုံဖြတ်ခံရတာတွေစသည်ဖြင့်လုပ်ငန်းဝင်အတွင်းချိုးဖောက်မှုတွေကများစွာရှိနေတာပါ စစ်ကောင်စီစစ်မှုဝင်ကြီးဌာနရဲ့2025ခုနှစ် match လအကုန်ထိစီးရင်နေရနိုင်ငံတော်မပုံတင်ထားတဲ့ပုဂ္ဂလိကစစ်မှုလုပ်ငန်းပေါင်း48143ခုရှိပြီးအလို့သမားဥယေစုစုပေါင်းတက်တန်းနေပါရှိပါတယ်အဲ့ဒီတည်းကရန်ကုန်တိုင်းဟာအများဆုံးဖြစ်ပြီးစက်မှုလုပ်ငန်းပေါင်း1258ခုရှိကလုံသား6သိန်းကျော်ရှိပါတယ်။နိုင်ငံတော်မပုံတင်ထားတဲ့ SME လုပ်ငန်းပေါင်းက2980ခုရှိပြီးတော့လုံသား4သိန်း6520ခုရှိပါတယ်။ 2020ပြည့်နှစ်လုံသားအင်အားစစ်တမ်းရအလုံလောက်ကိုင်းနေသူ22တန်းနီးပါးရှိပြီးတော့အဲ့ဒီတဲကထောက်ဝက်နီးပါး45.5အရာကိုင်းလုံးဟာလေယာလုပ်ငန်းတွေမှာလုံကိုင်းကြပါတယ်ဆမ်မှုလုပ်ငန်းမှာလုတ်ကင်ချသူတွေကတော့18.900ခန်းလုံးရှိပြီးဝန်ဆောင်မှုလုပ်ငန်းတွေမှာလုတ်ကင်ချသူဟာ35.600ခန်းလုံးရှိပါတယ်။ မြန်မာလူ့သမားတွေရဲ့အနေအဆုံလောက်ခသတ်မှတ်ချက်အတွက်မတူကွဲပြားတဲ့အကြံပြုချက်တွေတောင်းဆိုမှုတွေရှိနေသလိုမြန်မာ့ကျန်ဝေတမိုးကျဆင်းနေရတဲ့မြအလို့သမားခွေရေးလှုပ်ရှားမှုတွေလောက်ခခံစားခွင့်တိုးမြင့်ရေးတောင်းဆိုမှုတွေဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်